9 to 5လုပ်ကိုလည်းလုပ်နေရတယ်။ content creator ကိုလည်းတွဲလုပ်နေတယ်။အဲ့လိုလူတွေအတွက်တခါတည်းမှာ နေ့စဉ်ဘဝရဲ့လုပ်ငန်းဆောင်တာတွေကြောင့်ကိုယ်တက်တွေဖန်တီးမှုရာအတွက်စိတ်ကူးတွေမထွက်ဘဲနဲ့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတတ်ပါတယ် အဲ့လိုအခြေအနေမျိုးမှာဆက်ပြီးတော့ကိုတက်ကောင်းနေဖန်တီးဖို့ရာအတွက်ဘယ်လိုစိတ်ထားထားပြီးတော့ကျမတို့လေ့ကျင့်ရမလဲဆိုတာကိုကျမကဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တော့တောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပါ။ လက်တွေ့လောကရဲ့စိတ်ပြေပံမှုနဲ့အစီအမပြေမှုတွေကြောင့်ကျမတို့က focus ထားပြီးတော့တကယ်ကြိုးစားခဲ့တဲ့ကျမတို့ဘန်းတိုင်းဟာဝေဝါးသွားတာမျိုးပေါ့နော်ပျောက်ဆုံးလူမျိုးပါဖြစ်တာမျိုးအဲ့လိုအခြေအနေကိုကျမတို့ရင်ဆိုင်ရတတ်ပါတယ်ပေါ့နော်ဥပမာ content creator တယောက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့လက်တွေ့ဘဝမှာလူမှုရေးကိစ္စစီးပွားရေးကိစ္စအင်တာနက်ကိစ္စအဲ့ဒီကိစ္စတွေကြောင့်ပေါ့နော်ကျမတို့ content တွေဖန်တီးတဲ့နေရာမှာဘလို့မှတွေး အတွေးမထွက်ဘူးပေါ့နော်။ဘာရေးလို့ရေးရမှလည်းမသိဘူး။ဘာဖန်တီးလို့ဖန်တီးရမှလည်းမသိဘူး။အဲ့တော့ကျမတို့ကဒီကိုတက်တွေကိုနက်ခရိတာလုပ်ပါမယ်လို့ focus ထားပြီးတော့စူးစမ်းတဲ့အရာတွေကဝေဝါးသွားသလိုဖြစ်နေပေါ့နော်။အဲ့လိုအခြေအနေမှာတချို့လူတွေကကြတော့ကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေအတွက်ဖြည့်ဖြောက်ဖို့ရှာခီးတွေထွက်တယ်ပေါ့နော်ခီးတွေထွက်ပြီးတော့အီချမ်းတဲ့နေရာတွေမှာစိတ်ပန်းပြေပြီးတော့စိတ်ခွန်အားယူကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်မတို့ပေါင်းရင်တချို့လူတွေကြတော့လက်တွေ့ဘဝမှာ လက်တွေ့ဘဝကလည်းယုံမထွက်နိုင်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကဒီအချိန်ဒီမှာပဲကိုယ့်ရဲ့စိတ်ကိုဘလို့ဖြေလျှော့ပြီးတော့ကိုယ်သွားကျင်တဲ့လမ်းကိုသွားမလဲဆိုတာမျိုးကျမတို့ကစဉ်းစားရပါတယ်ပေါ့နော်အဲ့လိုအချိန်ခါတွေဆိုရင်အဲ့လိုဖြစ်စည်းမှုတွေဖြစ်လာပြီးဆိုလို့ရှိရင်ကျမကဘာတစ်ခုကိုတွေးမိတယ်လဲဆိုရင်ကျမရဲ့မြင်ကွင်းထဲမှာကျမရဲ့စိတ်ကူးရဲပါပေါ့နော်တောင်တန်းကြီးရဲ့ကျောင်းဝေးရဲ့ပြီးတော့ coffee တစ်ခွက်ရဲ့ကင်မရာတစ်လုံးရဲ့ အဲ့လိုမြင်ငွေကိုကျွန်မအနေနဲ့မြင်အောင်ကြည့်လိုက်တယ်အဲ့လိုမြင်အောင်ကြည့်လိုက်တဲ့အခါမှာကျွန်မရဲ့စိတ်ကအတော်သေးအေးချမ်းသွားတာကိုအမြဲတမ်းခံစားမိရေပေါ့နော်အဲ့ဒီမြင်ငွေလေးကိုကျွန်မထက်ခါထက်ခါမြင်အောင်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီမြင်ငွေလေးကနေဓာတ်သက်လေးတစ်ခုဖြစ်လာတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ ကျမတို့ဟာခီးတစ်ခုထွက်မယ်ဆိုလို့ရှိရင်ခီးဆောင်ရင်ပြင်ဆင်ရတယ်ပေါ့နော်အဲ့ဒီအခါမှာဒီအိတ်ထဲမှာကျမတို့ဟာလမ်းခီးအတွက်အမှန်တကယ်လိုအပ်တဲ့ပစ္စည်းပစ္စည်းတွေဝယ်တည်ဆောင်သွားလေရှိတယ်လို့ပဲကျမတို့ရဲ့ဘဝခီးကိုကျမတို့ရှောက်လန်းတဲ့အခါမှာလဲကျမတို့ဘဝခီးအတွက်မလိုလားအပ်တဲ့ဝင်ထုတ်ဝင်ဖို့ဖြစ်စေတဲ့စိတ်ပူပန်မှုတွေပေါ့နော်ပြီးတော့စိတ်တက်ကြစရာတွေကိုခြံလက်ထားခဲ့ပြီးတော့ကျမတို့အတွက်စိတ်ခွန်အားဖြစ်စေမဲ့ဒီဖို့ အရာတွေပဲ focus ဖြတ်ပြီးတော့တည်ဆောင်သွားမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဘန်းတိုင်းကိုနှေးကွေးမှုမရှိဘဲနဲ့အများဆုံးရှောက်လန်းနိုင်မှာဖြစ်ပါတယ်ပေါ့နော်။နောက်တစ်ချက်ကတော့ coffee တစ်ခွက်ဒသနာဖြစ်ပါတယ်။ကျမတို့ coffee တောက်တဲ့ခါကြာလို့ရှိရင်အဲ့ဒီ coffee တောက်နေတဲ့အချိန်မှာဒီ coffee ခွက်ထဲမှာပဲအာရုံစုဆိုင်ပြီးတော့ဒီ coffee ရဲ့ပေါ်လာငဲလာချူလာပေါ့နော်အဲ့ဒါကိုအရသာခံပြီးတော့တငုံချင်းတောက်တယ်ပေါ့နော်အဲ့ဒီ coffee တောက်နေတဲ့အချိန်မှာကျမတို့မှာ အနာဂတ်အကြောင်းကိုကျမတို့စဉ်းစားနေရလည်းမရှိဘူးအတိတ်ကအကြောင်းပြန်ပြီးတော့တွေးနေရလို့လည်းမရှိဘူးဒီ coffee ခွက်ထဲမှာပဲအာယုံစိုက်ပြီးတော့ဖြစ်နေတယ်လို့ပဲကျမတို့ဘဝခရီးအတွက် target ထားတဲ့အရာကိုပုကပ်ဖြတ်ပြီးတကယ်စူးစမ်းနေတဲ့အချိန်မှာဒီအရာပေါ်မှာပဲကျမတို့ကအာယုံစူးစိုက်ထားပြီးတော့မှဒီအရာရဲ့ကောင်းခြင်းဆိုးခြင်းတွေပေါ့ဟိုပဲကျမတို့ကအာယုံစိုက်ပြီးလုပ်သွားမယ်ဆိုလို့ရှိရင်ကျမတို့လိုချင်တဲ့ပန်းနိုင်စီကိုအမြန်ဆုံးရောက်နိုင်ပါတယ်ပေါ့နော်စိတ်အေးချမ်းသာစွာနဲ့အမြန်ဆုံးရောက်နိုင်ပါတယ် နောက်ထပ်အတွေးစားတစ်ခုကတော့ဗောနော်အဲဒီကင်မရာဗောကင်မရာအဲ့တော့ကင်မရာနဲ့နိုင်ရှင်ပြီးပြောရမယ်ဆိုလို့ရှိရင်ဖိုတိုဂရာဖာတွေကသူတို့က image တစ်ခုကိုသူတို့ရိုက်တော့မယ်ဆိုလို့ရှိရင်ဗောနော်သူတို့ focus ထားတဲ့အရာပေါ်မှာပဲအာရုံစုဆိုင်ပြီးတော့မလုံအပ်တဲ့ဟာအရာအားလုံးကိုသူတို့ get out ဖြစ်လုပ်ဖြစ်တယ်ဗောနော်အဲ့လိုပဲကျမတို့ကဘဝခီးလန်းကိုရှောက်လန်းတဲ့အခါမှာလဲကျမတို့အတွက်နောက်နေစေနဲ့ အချိန်ကုန်စေမဲ့မလိုလားအပ်တဲ့အရာတွေအားလုံးကိုဖယ်ထုတ်ပြီးတော့ဒီကျမတို့ရဲ့ပတ်နိုင်ထားတဲ့နေရာမှာ focus ထားတဲ့နေရာမှာလည်းတိတိချာချာအာရုံစုဆိုင်ပြီးတော့စူးစမ်းတင်ပါတယ်ပေါ့နော်။အမြင်နဲ့ content creator တရားပဲဖြစ်ဖြစ်ကိုယ့်ဘဝကို တိဆောက်သူတူပဲဖြစ်ဖြစ်ကျမတို့အားလုံးကလမ်းလျှောက်နေတဲ့ခီးတယ်တွေပါပဲပေါ့နော်ကြောဘူးအိတ်တဲကလို့ရိုးရှင်အောင်နေမယ်ကော်ဖီတစ်ကွက်လို့လက်ချီချိန်ကိုပဲခံစားပြီးတော့ forget ထားမယ်ကင်မရာတစ်လက်လို့ကိုယ့်ရဲ့ဒီကပန်းနိုင်ပေါ်မှာပဲအာယုံဆူဆိုင်ပြီးတော့ forget ကိုတိတိကျကျချိန်မယ်ဒါဆိုရင်တော့ walkie လမ်းမှာလှပတဲ့ဓာတ်ပုံလေးကိုအများကြီးဖန်တီးနိုင်မှာဖြစ်ပြီးတော့အောင်မြင်မှုရဲ့တောင်တိတ်ကိုလည်းရောက်ရှိနိုင်မှာတေးကြပါရယ်ပေါ့နော် ကျမကတော့ focus ရလိုက်တာမကြီးစုဖြစ်ပါတယ်။အဲတော့နောက်ထပ် video တွေမှာလည်းကျမက content creator တွေအတွက် blue စိတ်ထားထားပြီးတော့အောင်မြင်မှုလမ်းကိုရှောင်လန်းရမလဲဆိုတာကိုအကြံပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ video လေးတွေကိုလက်မလွတ်သွားရအောင်လို့ subscribe လုပ်ပြီးတော့ဘေးနားက notification လေးကိုလည်းတိုက်ပေးကြပါအောင်နော်။ ပြီးတော့မိတ်ဆွေတို့ဆွေးလိကျင်တဲ့အကြောင်းအရာလေးရှိရဆိုလဲ comment မှာအမှတ်သွားပေးကြပါအောင်နော်ပြီးတော့မိတ်ဆွေတို့ရဲ့မိတ်ဆွေတို့ကိုပြန်လေးပြီးမျှဝေခြင်းနဲ့ဆိုလဲ share လေးကိုနှိပ်သွားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာကျမတို့ပြန်လေးဆုံတွေ့ကြပါမယ်